ောက်ဦးဇင်းတို့၅ခုမြောက်အနုတ္တရိယအမျက်ဆုံးတရားကပါရိစရိယနုတ္တရိယတဲ့လှုပ်ရွေးမှုအမျိုးမျိုးတွေထဲမှာအမျက်ဆုံးသောလှုပ်ရွေးခြင်းတဲ့ဆိုကြပါစို့လူရဲ့လို့ဖြစ်လာလို့ရှိရင်မိဘဖြစ်လာပြီဆိုရင် သားသမီးတွေကိုလှုပ်ရွေးရတာမရှိဘူးလားမိဘတွေကြီးလာပြီဆိုတော့သားသမီးတွေကပြန်လှုပ်ရွေးရတာမရှိဘူးလားရှိတယ်မိဘနဲ့သားသမီးပြန်ပြန်လှုပ်ရွေးရတာရှိတယ်ညီကိုမောင်နှမချင်းလှုပ်ရွေးရတာရှိတယ်မိတ်ဆွေပေါင်းသင်းချင်း လှုပ်ကြွေးရတာတွေရှိတယ်မြို့မြို့ပေါ်လေဆရာတွေပဲလှုပ်ကြွေးရတာတွေရှိတယ်အဲ့ဒီလှုပ်ကြွေးမှုအမျိုးမျိုးတွေထဲမှာဥယျာဉ်တို့အမျက်ဆုံးသောလှုပ်ကြွေးခြင်းကတော့မြတ်စွာဘုရားနဲ့တပည့်တာဝကတွေကိုပြည့်စုံလှုပ်ကြွေးရခြင်းဟာအကောင်းဆုံးအမျက်ဆုံးလှုပ်ကြွေးခြင်းပါတဲ့အကြောင်းပြချက်ကအကျိုးကျေးဇူးခုနှစ်မျိုးကိုရရှိနိုင်လို့တဲ့ဟောဒါလေးလည်းမမေ့နဲ့နော်အေးဥယျာဉ်တို့နောက်ဆုံးဥယျာဉ်တို့၆ခုမြောက်အနုတ္တရိယတရားကဘာလဲဆိုတော့အနုတ္တတာနုတ္တရိယတဲ့ အကောင်းဆုံးအမျက်ဆုံးသော အမှတ်ရခြင်းတဲ့ဒါတော့ဥစဉ်တို့တွေအမှတ်ရတာတွေကတော့တော့တွေးမိတိုင်းတစုံတစ်ခုတစုံတရာကိုတော့အမှတ်ကတော့ရနေကြတာပဲလေဟောစီးပွားရေးနဲ့ပတ်သက်ပြီးတော့အမှတ်ရတာတွေရှိတယ်နော်ကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းကိုအမှတ်ရတာရှိတယ်ကိုယ်တန်ရောစဉ်ရှိရတဲ့လူတွေကိုအမှတ်ရတာရှိတယ်အမျိုးမျိုးသောအမှတ်ရခြင်းတွေလောကကြီးမှာမရှိဘူးလားရှိတယ်အဲ့တော့ဥစဉ်တို့အမှတ်ရခြင်းအမျိုးမျိုးတွေမှာအမျက်ဆုံးသောအမှတ်ရခြင်းကတော့ မြတ်စွာဘုရားနဲ့မြတ်စွာဘုရားရဲ့တပိတာဝကတို့ရဲ့ဂုံကျေးဇူးကိုအမှတ်ရရတာဟာအဲ့ဒါအမျက်ဆုံးတော့အမှတ်ရခြင်းပါတဲ့။ဘာပြောလို့လဲ။ယခုနကအကျိုးကျေးဇူးခုနှစ်မျိုးကိုရစေနိုင်လို့တဲ့။အဲ့ဒါဘိသက်ပေါင်းသူတော်ကောင်းတို့အလွန်မြင့်မြတ်တဲ့အကျိုးကျေးဇူးခုနှစ်မျိုးကိုရစေနိုင်တဲ့အလွန်မြင့်မြတ်တဲ့အမျက်ဆုံးတရား6မျိုးသည်ပတိရူပနော်နေရာကောင်းကိုနေရမှသာလေရနိုင်တဲ့အတွက်ကြောင့်ပတိရူပဒေတာလို့ဆိုတဲ့ နော်မြင့်မြတ်တဲ့နေရာမှာနေရတာဟာဒါအမျက်ဆုံးသောမင်္ဂလာတရားကိုဖြစ်စေနိုင်တယ်လို့နားလည်ဖို့မလိုဘူးလားနားလည်ဖို့လိုတယ်ဒါကြောင့်ပိဋကပေါ့သူတော်ကောင်းတို့ပဋိဓုပဒေသရမှာနေရလို့ဆရာတရားတန်ခါယတနာမြတ်သုံးပါးနဲ့တွေ့ရလို့ပညာရှိသူတော်ကောင်းတွေနဲ့တွေ့ရလို့ဒကာသမားတို့ဦးဇင်းတို့တွေမှာနော်အကျိုးကျေးဇူးတွေအများကြီးရှိသွားနိုင်တယ်ဆိုတာနဲ့ပတ်သက် ပြီးတော့ဟိုမြတ်စွာဘုရားလက်ထက်ကဖြစ်ပျက်လေးတစ်ခုကိုပြောပြခြင်းတယ်အဲ့ဒါပါလဲဆိုတော့မြတ်စွာဘုရား နေ့ဆုံးခံကြွရင်းနဲ့တရားတော်တော်များများနဲ့တွေ့တော့မြတ်စွာဘုရားကအဲ့ဒီတရားတွေကိုသင်ကဘယ်သူလဲဘယ်လိုနာမည်ခေါ်လဲမေးတယ်ပေါ့အဲ့ဒါလိုအတိအသင့်မေးတော့အဲ့ဒီနာမှာတငါသေးတယောက်လဲပါတယ်အဲ့ဒီတငါသေးကလည်းသူ့ကိုလည်းပဲမြတ်စွာဘုရားကငါ့ကိုဘယ်သူလဲလို့မေးရင်တော့သိကောင်းမှာပဲလို့သူကစဉ်းစားတယ်တဲ့အဲ့ဒါမြတ်စွာဘုရားကတော့မျက်နှာကြည့်နေပဲရွေးမလဲဗျာအဲ့ဒါနဲ့အဲ့ဒီတငါသေးကိုလည်းမြတ်စွာဘုရားက သင်္ကာရောဘယ်သူတုံးဘလိုမျိုးနွယ်တုံးဘလိုလို့ခေါ်တုံးလို့မေးတယ်မေးတော့အဲ့ဒီတင်္ကာတွေကဘာပြောလို့ဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်ရဲ့နာမည်ကအရိယာပါဘုရားတဲ့နော်ငါးမြားနေတဲ့လူကတင်္ကာတွေကသူ့ရဲ့နာမည်ကဘယ်သူတဲ့တုံးအရိယာတဲ့အဲ့လိုအရိယာလို့ပြောတော့မြတ်စွာဘုရားကတကားတဲ့သင်တို့ရဲ့အရိယာဆိုတဲ့နာမည်ကတမျိုးပါလားတဲ့ ို့မြင့်မြတ်တဲ့အဆုံးအမမှာအရိယာဆိုတာသူများအသက်ကိုမသက်ဘူးတဲ့သူများအသက်ကိုရှောင်ကျင်တဲ့ပုံကိုယ်တွေကိုအရိယာလို့ခေါ်တာအဲ့လိုမြတ်စွာဘုရားကအမိန့်ရှိပြီးတော့အဲ့ဒီတကာကိုတရားဒေသနာတပုတ်မြတ်စွာဘုရားဟောတယ်အဲ့ဒီမှာအဲ့ဒီပုံကိုအဲ့ဒီတငါတွေဟာအဲ့ဒီနားတယ်မဲ့သောတပ္ပတိမဉ္ဇဉ်ဖုန်ဉဏ်ကိုရံသွားတယ်ဟောပြည်တော်စဉ်းစားတော့မြတ်စွာဘုရားကိုဘူးမြင်ရတဲ့ဆိုတဲ့ဒသနာနုတ္တရိယ မြတ်စွာဘုရားရဲ့တရားစကားဆံကိုကြားရတဲ့နားရတဲ့ဆိုတဲ့အမျက်ဆုံးသောကြားခြင်းလို့ဆိုရတဲ့တဝနာနုတ္တရိယဟောဒီတရားတွေနဲ့တွေ့တဲ့အခါကျတော့အနုတ္တရိယတွေနဲ့တွေ့တော့တဏ္ဍာတဲ့ဘဝဟာမဖြစ်သွားတော့ပရိယာဘဝဖြစ်သွားတယ်ပြောင်းသွားတာဘဝပြောင်းသွားတာဆိုတာအဲ့ဒါပဲနောက်တခါယူမှယူပြအေးဒါဒီလိုအနုတ္တရိယတွေနဲ့တွေ့ပြီးတော့မြင့်မြတ်စင်ကြယ်တဲ့အကျိုးကျေးဇူးတွေကိုသူဘာကြောင့်ရလဲလို့စဉ်းစားကြည့်ရင်နေရာကောင်းမှနေမိလို့လို့မဆိုနိုင်ဘူးလား ဒါကြောင့်ပိသက်ပေါင်းသူတော်ကောင်းတို့နေရကောင်းဆိုတာဘဝမှာ အလွန်အရေးပါတယ်ဆိုတာနားလည်ဖို့မလိုဘူးလားလို့လေသို့တော်ဒီနေရာမှာဥရှင်တို့ပတိရူပအရမနေရာတိုင်းလဲမင်္ဂလာ ဖြစ်သလားဆိုတဲ့အချက်ကလေးနဲ့ပတ်သက်ပြီးတော့တပည့်ကဆရာကြီးကတော့ရေးတာပဲဗျအလွန်ကောင်းမွန်တဲ့နေရာဘုရားတရားတန်ခါယရဏမြတ်သုံးပါးထွန်းကားတဲ့နေရာမှာနေရတော့ညာလဲပဲစိုးနေတယ်ပေးနေတယ်မိုက်နေတယ် <laughs> 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 အာတကယ်ကိုပဲရုပ်ရုပ်မာမာနေနေတယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်အတွက်ပရိဒုပမင်္ဂလာမဖြစ်ထိုက်ဘူးတဲ့ဆရာကြီးကဟုတ်လားမဖြစ်ထိုက်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့မင်္ဂလာဆိုတာကောင်းကျိုးချမ်းသာကိုရရှိတတ်တာကိုမင်္ဂလာလို့ဆိုတာသူကကောင်းကျိုးချမ်းသာမှရအောင်မလုပ်နိုင်ဘူးအဲ့ဒါကိုဆရာကြီးကဘာကိုအထောက်အထားပြလဲဆိုတော့အခဏသုတ်တံကိုအထောက်အထားပြလဲဦးဇင်းတို့အင်္ဂုတ္တပါဠိတော်အထက်ကနိဗ္ဗာန်မှာအခဏသုတ်တံဆိုတာရှိတယ် က္ခဏဆိုတာက အခွန်ရေးပိတ်နေတဲ့သဘောမျိုးကိုရည်ရွယ်ဟောပြီးတော့ကိုဘဝရဲ့အခွန်ရေးရှိပုံကိုသိမြင်နားလည်ကိုဟောထားတဲ့သုတ်တံပါပေသာပေါင်းသူတော်ကောင်းတို့အလုံးကြားပူပြီးသားပါဒီသုတ်တံလေးကဩဃာတကတော့ဂျိုးလေးမှာတောင်ရက်ပြစ်၈ပါးမှလွတ်ကင်းမရစေဆိုပြီးတော့ရက်ပြစ်၈ပါးဆိုတာမပါဘူးလားပါတယ်အဲ့ဒါအခဏသုတ်တံအရာ ပြောထားတဲ့စကားပဲအဲ့ဒီရက်ပြစ်၈ပါးထဲမှာပေါင်းဝင်နေတဲ့ပုံကိုယ်တွေနော်ဘုရင်တို့နည်းနည်းလေးအာရုံပြုကြည့်မယ် ဖျားပွင့်ကံဘယ်သုံးရွာနှင့်ဒီကာယုဏဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသာဉာဏ်ရှိဉာဏ်လီဖျားမဖြစ်ကြံကလှစ်သည်ရပ်ပြည့်ရှိပါတယုတ်ဒီလို့လင်္ကာလေးစီထားတာရှိရနော်ဖျားပွင့်တဲ့အချိန်မှာ ပုဂ္ဂိုလ်တ attva ကဘယ်ရောက်နေတုံးဆိုတော့အပေသုံးရွာမှရောက်နေတယ်နော်အပေလေးရွာမဟုတ်ဘူးနော်အပေသုံးရွာနော်ငရေတလိဆန်ပြိတ္တာပေါ့ ဒါဆိုလို့ရှိရင်သူဟာမြတ်သောအကျင့်ကိုမကျင့်နိုင်တဲ့အတွက်ကြောင့်မြင့်မြတ်သောအကျိုးစီးပွားကိုမရနိုင်ဘူးပေါ့ဘုရားပွင့်ကဘယ်သုံးရွာနဲ့ဒီဃာယုနတ်ဖြစ်လပိစံဒီဃာယုနတ်ဆိုတာကနော်သက်ရှိတဲ့ဥရှင်တို့အရူပဗျမာတွေအတင်ညတ်တ်ဗျမာတွေဘုရားပွင့်တော်လည်းပဲသူတို့မှာဟိုဘုရားပွင့်ခြင်းရဲ့အကျိုးကြီးလို့ကိုမခံစားရတဲ့ဘဝမို့လို့အခဏလေးကိုထည့်ထားတာပေါ့အခွင့်အရေးပိတ်နေတဲ့ဘဝတွေပေါ့လေနော်ဘုရားပွင့်ကဘယ်သုံးရွာနဲ့ ဒီကယုနဲ့ဖြစ်လက်ပစ္စံဘုရားတော်လောကကြီးမှာပွင့်နေတဲ့တတ္တဝါကပစ္စံတည်းဝိလံခေါင်းတီခေါမတဲ့ယက်တိတ္တမှာရောက်နေတယ်ဆိုရင်လည်းပဲသူလည်းပဲအဲ့ဒါအခွင့်ရေးပိတ်နေတယ်ပေါ့နော်ရောက်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသာဉာဏ်ရှိညာလီဘုရားမဖြစ်ကြံကံလှစ်သည်ဟောဘုရားကတော့လောကကြီးမှာပွင့်နေတယ်သို့တော်အဲ့ဒီပုဂ္ဂိုလ်ကမိစ္ဆာတည်းဖြစ်နေတယ်တဲ့ယူဆတွေမှားနေတယ်ဟော ပတိရူပအရက်မှာနေရတော်လဲပဲအယူအဆမှားနေတဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဒီမင်္ဂလာသူ့အတွက်ဒီအရက်တွေသာမင်္ဂလာရှိတယ်လို့မဆိုနိုင်ဘူးလို့ဆိုလိုတဲ့အဓိပ္ပာယ်ဟုတ်ရဲ့လားအေးဘုရားကတော့လောကကြီးမှာပွင့်နေမိစ္ဆာဉာဏ်ရှိဉာဏ်မရှိတာတဲ့ဟောတချို့မိဝန်းကောင်းကစပြီးတော့ကန်းလာတယ်စွန့်လာတယ်အလာတယ်ထိုင်းလာတယ်ကောင်းသောစကားဆိုသောစကားကိုမှခွဲခြမ်းပြီးတော့နားလည်နိုင်တဲ့အစွမ်းမရှိတဲ့ နော်တော်တော်ကိုလူကြီးလူသွေးညံ့တဲ့လူတွေလောကကြီးမှာမရှိဘူးလားရှိတယ်အဲ့လိုဖြစ်နေရင်လည်းအဲ့ဒီပုဂ္ဂိုလ်ဟာအခွင့်အရေးပိတ်နေပြန်တာပဲအဲ့ဒီလိုအနေသားမျိုးကိုစတော်ကြီးကထောက်ထားပြီးတော့နော်ဖျားပွင့်တော်လည်းပဲသူတို့မှာဖျားပွင့်ခြင်းရဲ့အကျိုးကျေးဇူးကိုမခံစားရဘူးအဲ့လိုပဲပတိလူပါရမှာလူဖြစ်တော်လည်းပဲကောင်းကောင်းကိုကိုကိုကြိုးစားပြီးတော့မတိဆောက်ဘူးဆိုလို့ရှိရင်သိုးပေပြီးတော့မိုက်ကမ်းပြီးတော့နေမယ်ဆိုရင် သူ့တဲ့ပရိရူပမင်္ဂလာဆိုတာမဖြစ်ထိုက်ဘူးလို့သရိုကြီးကအဲ့လိုရေးတယ်။နော်ဒါကတော့ပိဋကပေါင်းသရောင်းတို့စဉ်းစားကြရလေးတွေပေါ့လေ။နော်အဲ့တော့ဥယျာဉ်တို့အယံဒေတာနဲ့ပတ်သက်ပြီးတော့မြင့်မြတ်တဲ့မင်္ဂလာဖြစ်ဖို့ဆိုတာအလွန်အရေးကြီးတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒါစဉ်းစားမိကြပါလိမ့်မယ်နော်။